ဒီနေ့မှာတော့ကမ္ဘာပထဝီနိုင်ငံကြီးမှာအရှုပ်ထွေးသုံးတဲ့အရေးပါဆုံးနေရာတွေကတခုဖြစ်တဲ့အာဖဂန်နစ္စတန်နိုင်ငံစီကိုပြန်သွားကြရအောင်ပါအာဖဂန်မြေရဲ့နေရာတခုမှာကွန်ကရစ်နဲ့တံမလီတွေနဲ့ခိုင်ခိုင်မာမာတိဆောက်ထားတဲ့အေယာမအဆောက်အဦကြီးတခုရှိပါတယ်ဒါဟာတာမန်လီရင်ပြေးလန်းတသက်မဟုတ်ပါဘူးဒါဟာတချင်ကကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အောင်မြင်မှုကြာဆုံးမှုအိမ်မက်နဲ့အိမ်မက်ဆိုးတွေအားလုံးစုဆောင်ရနေရာတခုလို့ပြောလို့ရပါတယ်သူ့ရဲ့နာမည်ကတော့ background latest scan ပါ အာဖဂန်ရဲ့မြို့တော်ကဘူးမြို့ရဲ့မြောက်ဘက်44ကီလိုမီတာလောက်အကွာမှာတည်ရှိနေတဲ့ဘာဂရန်ဟာတချိန်ကအမေရိကန်ရဲ့စစ်ရေးအင်အားပြည်ယုတ်တစ်ခုဖြစ်ခဲ့ပါတယ်။သူတို့ရဲ့စစ်ရေးအိမ်မက်တွေကိုဒီနေရာမှာတိစောက်ခဲ့ကြပြီးအဆုံးသတ်မှာတော့အဲ့ဒီအိမ်မက်တွေဟာဒီမြေပေါ်မှာပဲပြိုလဲပျက်စီးသွားခဲ့ရပါတယ်။အားလုံးသိကြတဲ့အတိုင်းအမေရိကန်ဟာရှုံးနေခဲ့ပြီးအနိုင်ရသူကတော့တာလီဘန်တွေပဲဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့ဒီဇယ်လန်ကဒီမှာနေမပြီးဆုံးသေးပါဘူး။အခုခါမှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဘာဂရန်ကိုအမေရိကန်ရဲ့ထိန်းချုပ်မှုအောက်ကိုပြန်လည်ရယူခြင်းနဲ့လို့အတိအလင်းကြွေးကြော်လိုက်ပါတယ်။ပြဿနာကတော့ဒီလေတက်စကန်ဟာအခုဆိုရင်အရင်လိုရိုးရိုးစကန်မဟုတ်တော့ဘဲအာနာလူဝဲရီရဲ့ကစားကွင်းအစ်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ရုရှားတရုတ်အီရန်အိန္ဒိယနဲ့ပါကစ္စတန်တို့လိုနိုင်ငံတွေအားလုံးဟာအရှိအလေပိုင်းရဲ့ဒီမဟာဗျူဟာကျတဲ့အဆက်ပြောင်းလေးတစ်ခုကိုကို့ဩဇာတက်ရောက်နိုင်ဖို့အတွက်သူတို့ရဲ့ဖဲချက်တွေကိုအသီးသီးထုတ်ကစားနေကြပြီလို့ပြောလို့ရပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ဘာဂရန်ကိုပြန်လဲသိမ်းပိုက်လိုတဲ့ဆန္ဒဟာအခြေမြင့်မရှိပဲဖြစ်ပေါ်လာတာတော့မဟုတ်ပါဘူး။ဒီစခန်းဟာဆယ်သုနှစ်နှစ်ခုလောက်ကြာအောင်အာဖဂန်နစ္စတန်မှာအမေရိကန်ရဲ့စစ်ရင်အားပြသရာနေရာတစ်ခုဖြစ်အမှန်တကယ်ရပ်တည်ခဲ့တာကိုတမိုင်းမှတ်တမ်းတွေကသိရပါဗျ။ဒါပေမဲ့တမိုင်းကိုပြန်လှန်ကြည့်မယ်ဆိုရင်ဒီနေရာကိုမူလက1950ပြည့်နှစ်တွေမှာဆိုဗီယက်ယူနီယံကသူတို့ရဲ့အာရှလေပိုင်းဩဇာချဲ့ထွင်ရေးရည်မှန်းချက်ရဲ့တစိုက်တစ်ပိုင်းအဖြစ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဆိုဗီယက်တွေအတွက်ဘာဂရန်ဟာ သူတို့ရဲ့တမ်မနီကလကာရဲ့အရှိတန်းကိုထိုးဖောက်ဖို့အတွက်ရှေ့တန်းစစ်စခန်းတစ်ခုဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ဒီလိုမျိုးတမိုင်းကြောင်းရှေ့လျားတဲ့နေရာတစ်ခုဖြစ်နေတာကြောင့်ဘာဂရန်ဟာအခုအချိန်မှာနိုင်ငံတကာရဲ့အာရုံစိုက်မှုအများဆုံးခံရတဲ့နေရာတစ်ခုဖြစ်လာနေပါတယ်။ဒါပေမဲ့စစ်ပွဲတွေရဲ့တမိုင်းကြောင်းဟာအမြဲတမ်းပြောင်းလဲနေတတ်ပါတယ်။တချိန်ကကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ဆိုဗီယက်တို့ရဲ့အိမ်မက်တွေဟာအာဖဂန်ရဲ့ကျန်းတဲ့နယ်တောင်တန်းတွေကြားမှာကျေမွပျက်စီးခဲ့ရပြီးနောက်မှာတော့ဘာဂရန်လီဒါစခန်ရဲ့တမိုင်းဟာလည်းအကြီးအကျယ်ကွေ့ကောက်သွားခဲ့ရပါတယ်။ 2000တခုနှစ်စက်တင်ဘာလ17ရက်တိုက်ခိုက်မှုပြီးမှာအမေရိကန်ဥဆောင်တဲ့ NATO တပ်ဖွဲ့တွေဟာဘာဂရန်ကိုသိမ်းပိုက်ခဲ့ပါတယ်။ဒီနေရာဟာအရေးပါတဲ့အခန်းကဏ္ဍကိုစတင်ထမ်းဆောင်ခဲ့ပါတယ်။ဘာဂရန်ကနေပဲအမေရိကန်ရဲ့မဟာမိတ်တပ်ဖွဲ့တွေဟာတာလီဘန်တွေကိုစန့်ကျင်တဲ့စစ်ပွဲကြီးကိုစတင်ခဲ့ပြီးဒီနေရာကနေပဲဆယ်စုနှစ်နှစ်ခုကြာအောင်ထောင်ပေါင်းများသာသောလေကြောင်းစစ်ဆင်ရေးတွေကိုပြန်တန်းတိုက်ခိုက်ခဲ့ကြတာပါ။ဘာဂရန်ဟာတကယ်တော့အာဖဂန်စစ်ပွဲရဲ့အာယုံကြောစနစ်ကြီးတစ်ခုဒါမှမဟုတ်စစ်ဆင်ရေးဗဟိုဌာနချုပ်တစ်ခုလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း Empire Raid ရဲ့တင်ကြိုင်းလို့တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ Afghan မျိုးဟာသူ့ရဲ့နာမည်ကိုပြန်လည်တက်တည်ပြခဲ့ပြန်ပါတယ်။2021ခုနှစ်ဇူလိုင်လမှာ American ပြည်ထောင်စုဟာ Afghanistan ကနေသူ့ရဲ့တပ်တွေကိုအပီးတိုင်ရုပ်သိမ်းခဲ့ပါတယ်။ဒီအကြီးသားလေတစ်စကန်းကြီးကိုလည်း Afghan အမျိုးသားတပ်မတော် ANA ထံလွှဲပြောင်းပေးခဲ့တာပါ။ဒါပေမဲ့အဲ့ဒီနောက်တလအကြာမှာပဲတာလီဘန်တွေဟာမြို့တော်ကဘူးကိုလှည့်မြန်သွားသိမ်းပိုင်နိုင်ခဲ့ပြီး Afghan leader scan ဟာလည်းအလိုလျောက်သူ့ရဲ့လက်ထဲကိုအလွယ်တကူကြားရောက်သွားခဲ့ပါတော့တယ်။ အဲ့ဒီအချိန်ကစပြီးဘာဂရန်ဟာဒေတာရင်းအာနာလူဝဲရီရဲ့ဗဟိုချက်တစ်ခုအဖြစ်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီစခန်းဟာအာဖဂန်နစ္စတန်မှာကြီးမားတဲ့စစ်ရေးဆိုင်ရာလေရင်တွေဘေးကင်းစွာဆင်းသက်နိုင်ပြီးမဟာပြူဟာကျတဲ့လက်နက်တွေကိုတည်ယူပို့ဆောင်နိုင်တဲ့အရေးအကြီးဆုံးနေရာအနေငယ်တွေကတစ်ခုဖြစ်နေလို့ပါပဲ။နိုင်ငံခြားတပ်တွေထွက်ခွာသွားတာဟာအာဖဂန်ရဲ့ဇလန်းရဲ့အဆုံးသတ်မဟုတ်ခဲ့ပါဘူး။ဒါဟာအခမ်းကဏ္ဍတစ်တစ်ခုရဲ့စတင်ခြင်းပဲဖြစ်ပါတယ်။အထူးသဖြင့်ဒေတာရင်းအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ပါကစ္စတန်၊တရုတ်၊အီရန်နဲ့ရုရှားတို့ဟာ တာလီဘန်အစိုးရပေါ်ဩဇာလွှမ်းမိုးနိုင်ဖို့သူတို့ရဲ့မျိုးသားအကျိုးစီးပွားနဲ့နယ်နိမိတ်လုံခြုံရေးတွေကိုကာကွယ်ဖို့အတွက်အပြိုင်ဆိုင်ကြိုးပမ်းလာကြပါတော့တယ်။ American တွေအာဖဂန်ကနေထွက်ခွာခဲ့ရတာဟာမဟာဗျူဟာအရပါကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ဘာဂရန်ကိုလက်လွတ်လိုက်ရတာဟာအီရန်ရုရှားနဲ့အထူးသဖြင့်တရုတ်နိုင်ငံကိုစောင့်ကြည့်ထောက်လန်းနိုင်မယ့်အရေးကြီးတဲ့မဟာဗျူဟာမြောက်နေရာကိုဆုံးရှုံးလိုက်ရတာနဲ့အတူတူပါပဲ။ပထဝီဝင်အရကြည့်မယ်ဆိုရင်ဘာဂရန်ဟာတရုတ်နိုင်ငံရဲ့အနောက်ဘက်နယ်စပ်နဲ့နီးကပ်စွာတည်ရှိနေပါတယ်။ တရုတ်ရဲ့နျူကလ িয়ার စမ်းသပ်မှုတွေကိုပြောက်တိုက်လေရင်တွေဒုံးပြန်စနစ်တွေနဲ့အာကာသနည်းပညာတွေကိုဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆောင်နေတဲ့ရှင်းချမ်းဒေတာနဲ့လည်းမဝေးပါဘူးအမေရိကန်ရဲ့ရှုထောင့်ကကြည့်ရင်ဒီနေရာကိုလက်လွတ်လိုက်ရတာဟာပေကျင်းရဲ့စရေးစီမံကိန်းတွေရဲ့နှလုံးသားမှာရှိတဲ့သူတို့ရဲ့မျက်စိနဲ့နားကိုဆုံးရှုံးလိုက်ရတယ်လို့ပဲလို့သုံးသပ်နိုင်ပါတယ်အမေရိကန်ထွက်ခွာသွားတဲ့အခါဖြစ်ပေါ်လာတဲ့အာနာလီဟာနယ်ကိုဖြည့်ဆည်းဖို့အတွက်တရုတ်ရုရှားအီရန်နဲ့ပါကစ္စတန်တို့ဟာလှည့်မြန်သွားလှုပ်ရှားခဲ့ကြပါတယ် သူတို့ဟာနယူးယောက်မြို့မှာကျင်းပတဲ့ကုလသမဂ္ဂထွေထွေညီလာခံရဲ့ဘေးမှာအာဖဂန်နစ္စတန်အရေးနဲ့ပတ်သက်ပြီးတရားမဝင်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။အဲဒီတွေ့ဆုံမှုရဲ့ရလဒ်ကတော့အလွန်ရှင်းလင်းပြတ်သားပါတယ်။သူတို့အလုံးဟာအာဖဂန်အရေးမှာဘလို့နိုင်ငံသားဆော့ဖတ်မှုကိုမဆိုပြက်ပြက်သားသားစန့်ကျင်ကန့်ကွက်ကြောင်းထုတ်ပေါ်ခဲ့ပြီးအာဖဂန်နစ္စတန်ရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေးနဲ့နေမီတည်တံ့ခိုင်မြဲမှုကိုလေးစားရမယ်လို့အခိုင်အမာပြောကြားခဲ့ကြပါတယ်။ဒါဟာအမေရိကန်ကိုတိုက်ရိုက်ရင်ညွှန်းတဲ့တိမ်မွေ့ပေမဲ့ထက်ရှားတဲ့သတင်းစကားတစ်ခုပါပဲ။ ဒေတာရင်းအင်အားကြီးနိုင်ငံတွေဟာအမေရိကန်ရဲ့ဩဇာလွှမ်းမိုးမှုကိုလုံးဝပြန်မလို့ခြင်းဘူးဆိုတဲ့အချက်ကိုကဘာကိုသိစေခဲ့တာဖြစ်ပါတယ်။ဒီစားကောင်ပေါ်မှာပေါ်ထွက်လာတဲ့အန်အားအသင့်ဆုံးခြေလှမ်းကတော့တစ်ချိန်ကအမေရိကန်ပြည်ထောင်စုရဲ့ရင်းနှီးတဲ့မဟာမိတ်နိုင်ငံဖြစ်ခဲ့မှုတဲ့အိန္ဒိယနိုင်ငံစီကလာခဲ့ပါတယ်။အိန္ဒိယဟာအန်ဩဇာကောင်းလောက်အောင်သူ့ရဲ့ယာသပ်ပံရန်သူတို့ဖြစ်တဲ့ပါကစ္စတန်နဲ့အတူရုရှား၊ Iran တရုတ်တို့နဲ့တသဘောတည်းရပ်တည်ခဲ့ပြီးအမေရိကန်ရဲ့ background leader scan ကိုပြန်လည်ထိန်းချုပ်လိုတဲ့ရည်မှန်းချက်ကိုပြက်ပြက်သားသားဆန့်ကျင်ခဲ့ပါတယ်။ ဒါဟာဘယ်တော့မှမတွေးထင်ထားခဲ့တဲ့မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့တာပါ။ဒါဖြစ်လို့လဲဆိုတော့နှစ်ပေါင်းများစွာကြာအောင်ပဋိပက္ခတွေနဲ့ပြိုင်ဆိုင်မှုတွေရှိခဲ့တဲ့ဒီနိုင်ငံတွေဟာပထမဆုံးအချိန်ဖြစ်တူညီတဲ့ရည်တည်ချက်တစ်ခုမှအတူတကွရှိနေခဲ့လို့ပါပဲ။ဒါဆိုရင်အရင်ကတာလီဘန်တွေကိုဖျောက်ချဖို့အတွက်ကိုခိုင်ခိုင်မာမာထောက်ခံအားပေးခဲ့တဲ့အိန္ဒိယကဘာကြောင့်ဒီလိုမျိုးမမျှော်လင့်ထားတဲ့ခြေလှမ်းမျိုးကိုလှမ်းခဲ့တာလဲ။အဖြေကတော့အလွန်ကိုရှင်းရှင်းလေးပါ။မဟာပြူအမြောက်ယူရဲ့ခြင်းနဲ့ပြတ်သားတဲ့အမျိုးသားအကျိုးစီးပွားကြောင်ပါပဲ။ ပြီးခဲ့တဲ့ဆယ်သုနှစ်နှစ်ခုအတွင်းမှာအိန္ဒိယဟာအာဖဂန်နစ္စတန်နိုင်ငံရဲ့ပြည်လဲတိဆောက်ရေးအတွက်အလွန်များပြားတဲ့ယင်းနှိမ့်မြှုပ်နှံမှုတွေကိုပြုလုပ်ခဲ့ပါတယ်။စုစုပေါင်းယင်းနှိမ့်မြှုပ်နှံမှု project ပေါင်း900ကျော်ကိုအကောင့်ထဲပေါ်ခဲ့တာပါ။ဒီယင်းနှိမ့်မြှုပ်နှံမှုတွေထဲမှာအခြေခံအဆောက်အအုံတွေဖြစ်တဲ့အဝေးပြေးလမ်းမကြီးတွေအရေးပါတဲ့ရေကာတာကြီးတွေနဲ့ဆေးရုံကြီးတွေအထိပါဝင်ခဲ့ပါတယ်။ဒါပေမဲ့တာလီဘန်တွေကအာဏာကိုလှည့်မြန်းသွားပြန်လည်ရယူလိုက်တဲ့အခါမှာတော့အဲ့ဒီ project တွေအလုံးဟာပျောက်ကွယ်သွားမဲ့အကြီးမားဆုံးအန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရပါတော့တယ်။ ဒါကြောင့်မလို့သူ့ရဲ့ဖိုးတန်တဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်အိန္ဒိယဟာတာလီဘန်ဆိုးရွားကိုဖြည့်ပြင်းချင်းချင်းကပ်ဖို့လမ်းကြောင်းကိုရွေးချယ်ခဲ့ပါတယ်။ဒီချင်းကပ်မှုရဲ့ရည်ရွယ်ချက်ဟာတာလီဘန်ရဲ့တွေးခေါ်ကိုသဘောတူလို့လုံးဝမဟုတ်ပါဘူး။သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုကယ်တင်ဖို့နဲ့ဒုတိယချက်အနေနဲ့ကပူးမြို့မှာပါကစ္စတန်ရဲ့အော်ဒါကိုဟန်ချက်ညီအောင်ထိန်းချုပ်ဖို့အတွက်ပါပဲ။အိန္ဒိယကကောင်းကောင်းသိပါတယ်။အကယ်၍သာသူကအမေရိကန်ရဲ့ဘာဂရန်ကိုပြန်လည်သိမ်းပိုက်မဲ့ခြေလှမ်းကိုထောက်ခံလိုက်မယ်ဆိုရင်တာလီဘန်တွေကသူ့ကိုဓာတ်ရိုက်ရန်သူအဖြစ်ချက်ချင်းသတ်မှတ်ပါပါ။ ဒါဟာအိန္ဒိယအတွက်အလွန်အန္တရာယ်ကြီးတဲ့အခြေအနေတရက်ကိုဖန်တီးပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့တာလီဘန်တွေဟာ JEM နဲ့ LED လို့အိန္ဒိယစန့်ကျင်ရေးစစ်သွေးကြွအုပ်စုတွေနဲ့အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိနေလို့ပါပဲ။ဒါကြောင့်အိန္ဒိယအတွက်အမေရိကန်ကိုငြင်းပယ်လိုက်တာဟာတာလီဘန်ကိုထောက်ခံအားပေးတဲ့လုပ်ရမဟုတ်ပဲကိုယ့်ရဲ့မျိုးသားဂျိုးစီဝါကိုရှေ့တန်းနေပြီးခုခံကာကွယ်တဲ့ခြေလှမ်းတစ်ခုသာဖြစ်ပါတယ်။မော်စကိုဟာဒီတိုင်ပွဲမှာတတိယအရှိဆုံးခြေလှမ်းကိုလှမ်းခဲ့ပါတယ်။ရုရှားဟာတာလီဘန်ဆိုးရွားကိုတရံဝင်အသိမှတ်ပြုတဲ့ပထမဆုံးသောနိုင်ငံဖြစ်လာခဲ့ပြီး ဒါအပြင်တာလီဘန်အဖွဲ့ကိုရုရှားရဲ့အကြမ်းဖက်အဖွဲ့အစည်းများဆင်းရဲကနေတောင်ပယ်ဖြတ်ပေးခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ထားရမှာကျွန်တော်တင်ပြမယ့်အတိုင်းမဟာဗျူဟာမြောက်ရည်ရွယ်ချက်၃ခုရှိခဲ့ပါတယ်။၁ American ထားခဲ့တဲ့အာရှလေပိုင်းကအာနာလီဟာနယ်ကိုလှည့်မြန်သွားဝင်ရောက်ဖြည့်ဆည်းပေးဖို့၂တချိန်ကဆိုဗီယက်ရဲ့ဩဇာအောက်မှာရှိခဲ့တဲ့ဒေသမှာရုရှားရဲ့သမိုင်းဝင်ဩဇာကိုပြန်လည်ခိုင်မာအောင်တည်ဆောက်ဖို့ရုရှားဟာသူ့ရဲ့အင်ဒီဂျင်နိုင်ငံတွေပေါ်ဩဇာပြန်လည်လွှမ်းမိုးလိုပါတယ်။၃ ရုရှားကို တောင်ဘက်ကနေအမြဲတမ်းတိုက်ခိုက်နေတဲ့ IS လို့အစွန်ရောက်အုပ်စုတွေပြန့်နှံ့မှုကိုတားဆီးပေးနိုင်မဲ့ဒေတာရင်းတည်နေမှုဖော်ဆောင်သူအဖြစ်တာလီဘန်ကိုအသုံးချဖို့နဲ့တာလီဘန်ကိုဒေတာရင်းလုံခြုံရေးအတွက်အားကိုးလိုခြင်းဖြစ်ပါတယ်။အီရန်တို့အာဖဂန်နစ္စတန်အရေးရဲ့အဓိကအကြောင်းပြချက်ကစစ်ရေးတသက်မဟုတ်ပါဘူး။အဲ့ဒီစားပို့ပြီးအရေးပါတဲ့ရေအရင်းမြစ်ကြောင့်ပါ။အာဖဂန်နစ္စတန်ကလည်းအီရန်တွေကိုစီးဝင်တဲ့ဟဲလ်မန်မြစ်ဟာအီရန်ရဲ့စစ်တမ်ဘလူးချီစတမ်ပြည်နယ်အတွက်အသက်သွေးကြောဖြစ်တဲ့အဓိကရေအရင်းမြစ်ဖြစ်ပါတယ်။ ပြဿနာကတော့တာလီဘန်တွေဟာဒီမြေရဲ့အထက်ပိုင်းမှာရှိတဲ့ရေကာတာတွေကိုထိန်းချုပ်ပြီးမကြခဏဆိုသလိုရေစီးသင်းမှုကိုပိတ်ဆို့ထားလိရှိပါတယ်။ဒါကြောင့်တာလီဘန်တွေနဲ့ဆက်ဆံရေးကောင်းမွန်အောင်ထိန်းသိမ်းတာဟာအတွေးခေါ်ရရွေးချယ်မှုတစ်ခုမဟုတ်ပဲအီရန်ပြည်သူတွေရဲ့ရှင်သန်ရည်ရည်အတွက်မဖြစ်မနေလုပ်ရမယ့်ကိစ္စရပ်တစ်ခုဖြစ်နေပါတယ်။ကမ္ဘာစစ်ခုံပေါ်မှာနောက်ဆုံးပါဝင်လာသူကတော့တရုတ်ပြည်သူသမ္မတနိုင်ငံပါပဲ။ပေကျင်းဟာတာလီဘန်အစိုးရရဲ့လက်တွေ့အကြုံမိဖက်ဖြစ်လာခဲ့ပါတယ်လို့သုံးသပ်နိုင်ပါတယ်။ တရုတ်ဟာတာလီဘန်ကိုကြီးမားတဲ့စီးပွားရေးအကူအညီတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုပေးအပ်ထားပေမဲ့သူတို့မှာအလွန်ရှင်းလင်းပြီးခိုင်မာတဲ့ရည်ရွယ်ချက်တွေရှိပါတယ်။တရုတ်ရဲ့ရည်မှန်းချက်တွေကတော့၁အာဖဂန်နစ္စတန်မှာရှိတဲ့ခံမှန်းခြေအဖြစ်ဒေါ်လာထရီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ရှားပါဓာတ်သတ္တုအရင်းမြစ်တွေကိုရယူပိုင်ဆိုင်ဖို့ဖြစ်ပါတယ်။ဒီသတ္တုတွေဟာတရုတ်ရဲ့အနာဂတ်နည်းပညာတွေအတွက်အလွန်အရေးပါပါတယ်။၂အာဖဂန်နစ္စတန်နိုင်ငံကိုသူတို့ရဲ့ကြီးမားတဲ့ရဲဝန်းနဲ့ပိုလန်မှာအစီအစဉ်ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာစေဖို့ပါ။ ီလိုချိတ်ဆက်နိုင်ခြင်းအပြင်တရုတ်ရဲ့ကုန်သရေးလမ်းကြောင်းတွေဟာပိုပြီးကျယ်ပြန့်လုံခြုံလာပါလိမ့်မယ်။အရေးအကြီးဆုံးကတော့ American တွေရဲ့စည်ရေးရအခြေချရည်တည်မှုဟာဒီဒေသမှာလုံးဝမကြမ်းရှိတော့ဖို့ကိုပဲထေချောင်းလှုပ်ဆောင်ရမယ်ဖြစ်ပါတယ်။ American ရဲ့ထောင်လန်းရေးအခြေဆိုင်စခန်းတွေဟာတရုတ်ရဲ့မျိုးသားလုံခြုံရေးအတွက်ကြီးမားတဲ့အစိုးရင်စရာဖြစ်နေလို့ပါ။ဒီမဟာမိတ်ဖွဲ့စည်းဟာထူးဆန်းပြီးစမ်းကြယ်တယ်လို့ထင်ရနိုင်ပေမဲ့ဒီထူးဆန်းမှုကနေပဲသူတို့ရဲ့အင်အားကအဓိကပေါက်ဖွာလာတာဖြစ်ပါတယ်။တချိန်ကပြင်းထန်သောရန်သူဟောင်းတွေဖြစ်ခဲ့ကြတဲ့နိုင်ငံတွေဟာ အကြောင်းပြချက်တစ်ခုတည်းကြောင့်စီးလုံးညီညွတ်သွားကြပါတယ်။အဲ့ဒါကတော့ American ပြည်ထောင်စုကို Afghanistan စီကိုဘယ်တော့မှပြန်လာခွင့်မပေးဘူးပါပဲ။ဒါကြောင့် background leader scan ဟာ leader scan တစ်ခုအဖြစ်ကနေပိုပြီးနည်းနည်းတဲ့အထိပ္ပယ်ကိုဆောင်ယူခဲ့ပါတယ်။သူဟာကမ္ဘာအာဏာချိန်ခွင်ရှာအနောက်ဘက်ကနေအရှိတ်ဘက်ကိုတိတိတသားပြောင်းရွှေ့ပြောင်းသွားခြင်းရဲ့သင်္ကေတတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။အခုဆိုရင်တာလီဘန်တွေဟာသူတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေကြားမှာအာရုံစိုက်ခံရတဲ့ဗဟိုချက်ဖြစ်ရတဲ့အခမ်းကဏ္ဍကိုအကြီးအကျယ်ပျော်မွေ့နေကြပါတယ်။ အမေရိကန်နဲ့နေတိုတပ်ဖွဲ့တွေကိုဆယ်စုနှစ်နှစ်ခုကြာအောင် အောင်မြင်စွာတိုက်ခိုက်မောင်းထုတ်ခဲ့ပြီးတဲ့နောက်မှာတော့သူတို့ဟာအမေရိကန်ကိုအာဖဂန်မျိုးပေါ်ပြန်လည်ခြေချခွင့်ပေးမယ်ဘလို့ကြိုးပမ်းမှုကိုမဆိုလုံးဝငြင်းဆန်ကန့်ကွက်နေကြပါတယ်။ဒီအခြေအနေကိုသူတို့ရဲ့ဂုံတိုက်ခါနဲ့အချုပ်ချာအာဏာဖြင့်ရှုမြင်ကြပါတယ်။တာလီဘန်ရဲ့အဓိကပြောရေးဆိုခွင့်ရှိသူဇာဘီဟူလာမူဂျာဟစ်ကဘာဂရန်ကိုပြန်လည်သိမ်းပိုက်မယ်အမေရိကန်သမ္မတထရန့်ရဲ့အစီအစဉ်ဟာမဖြစ်နိုင်တဲ့အိမ်မက်တစ်ခုသာဖြစ်တယ်လို့ပြတ်သားတဲ့လေတံနဲ့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အာဖဂန်မီဒီယာတွေကလည်းဒီအခြေအနေကိုခွင်ကောင်းယူပြီးအမေရိကန်ကိုပြန်လှည့်ပြီးတော့တယောလှောင်ပြောင်းခဲ့ကြပါတယ်။သူတို့ဟာအမေရိကန်ရဲ့ချိန်ချောင်းမှုတွေကအခုဆိုရင်ကြောက်စရာမကောင်းတော့ဘူးဆိုတဲ့စာတမ်းတွေနဲ့ဗီဒီယိုတွေကိုပြည်သူတွေကြားထဲမှာကြဲကြဲပြန့်ပြန့်ထုတ်လွှင့်ခဲ့ကြပါတယ်။အဲ့ဒီဗီဒီယိုတွေထဲမှာကမ္ဘာအကြီးဆုံးဆင်းရဲအားကိုပိုင်ဆိုင်ထားပေမဲ့နှစ်20ကြာစစ်ပွဲပြီးမှတာလီဘန်တွေကိုအနိုင်မတိုက်နိုင်ခဲ့တဲ့အမေရိကန်ရဲ့ရှုံးနိမ့်မှုကိုပုံဖော်ပြသထားပါတယ်။ဒီလိုလှုပ်ခြင်းဟာပြည်သူတွေကြားမှာသူတို့ရဲ့အာဏာကိုခိုင်မာစေဖို့နဲ့ အမေရိကန်ရဲ့ဩဇာကိုချိုးနှိမ်ဖို့ရည်ရွယ်ပါတယ်။ဒါအပြင်သူတို့ရဲ့အာဏာကိုကဘာကမြင်အောင်ပြသတဲ့အနေနဲ့အာဖဂန်နစ္စတန်အစ္စလာမစ်ဆော်ဘွားနိုင်ငံများရဲ့ကာကွယ်ရေးဝန်ကြီးဌာနဟာတချိန်ကအမေရိကန်ရဲ့အဓိကစခန်းဖြစ်ခဲ့တဲ့ဘာဂရန်လေတက်စခန်းမှာကြီးမားတဲ့စစ်ရေးလေ့ကျင့်မှုနဲ့စစ်ရေးပြခန်းနာဗီဒီယိုတွေကိုတခန်းတနာထုတ်ပြန်ခဲ့ပါတယ်။အဲဒီဗီဒီယိုထဲမှာတာလီဘန်တပ်ဖွဲ့တွေဟာစစ်အတွင်းသိမ်းသီးရမိခဲ့တဲ့ခင်မီတန်ချက်ကာကားတွေအစင်မြင့်လက်နက်တွေနဲ့အတူစီတန်းလှည့်လည်နေကြပါတယ်။ဒီပုံရိပ်တွေကနေစင်းသူတို့ဟာတပုံအုပ်စုသို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းတစ်ခုမဟုတ်တော့ဘဲတကယ်တိုက်ခိုက်ရေးအင်အားရှိတဲ့အချုပ်ချာအာဏာပိုင်အစိုးရတရက်ဖြစ်ကြောင်းကဘာကိုအပြင်းထန်ကြီးညာခဲ့တာပဲဖြစ်ပါတယ်။ဒီအောင်မြင်မှုတွေရဲ့နောက်ကွယ်မှာတော့တာလီဘန်တွေဟာသူတို့တပ်ဖွဲ့တွေရက်တီလို့မရဘူးဆိုတာကိုသိနာလည်ထားကြပါတယ်။သူတို့ရဲ့အာဏာကိုထိန်းသိမ်းထားနိုင်မှုနဲ့ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနိုင်ငံရေးဖိအားတွေကိုရင်ဆိုင်နိုင်မှုအတွက်သူတို့ဟာတရုတ်၊ရုရှား၊အီရန်နဲ့ပါကစ္စတန်လိုအင်အားကြီးနိုင်ငံတွေရဲ့ထောက်ခံမှုကိုလိုအပ်ပါတယ်။အဲ့ဒီနိုင်ငံတနိုင်ငံချင်းစီမှာသူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားတွေရှိနေကြပြီး တာလီဘန်တွေကတော့အချက်တစ်ချက်ကိုတေးကြသိဖို့အတွက်အားလုံးကိုဟန်ချက်ညီအောင်ထိန်းချောင်းကစားနေပုံရပါတယ်။အဲ့ဒါကတော့ American ဘယ်တော့မှပြန်မလာစေရဆိုတာပါပဲ။ Background Leader Scan ကနေတစင် American ကသူ့ရဲ့ဩဇာကိုပြန်လဲထူထောင်လို့တဲ့အစီအစဉ်ဟာ American နဲ့တာလီဘန်ကိုကြားကန်ပေးထားတဲ့တရုတ်၊ရုရှား၊အီရန်၊ပါကစ္စတန်တို့ရဲ့အုပ်စုအကြားကြီးမားတဲ့တန်တမာရေးထိတ်တိုက်တွေ့ဆုံမှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒီအချိန်တွေဟာအာဖဂန်နစ္စတန်ကိုအနေရများတဲ့အနေအထားတစ်ခုစီကိုတွန်းပို့နေပါတယ်။ တဖက်မှာတော့တာလီဘန်တွေဟာသူတို့ရဲ့တပ်တန်းနှုန်နယ်တဲ့အချုပ်ချာအာဏာကိုထိန်းသိမ်းထားကြင်ကြပါဗျ။တဖက်မှာလည်းအင်အားကြီးနိုင်ငံတွေရဲ့ပထဝီဝင်နိုင်ငံရေးဖီအာတွေကဆက်လက်မြင့်တက်နေပါဗျ။အကယ်၍သာအမေရိကန်ကအတင်းအကျပ်ပြန်လည်ဝင်ရောက်ဖို့ကြိုးစားခဲ့မယ်ဆိုရင်ပြိပခါဟာဆင်မြေပြင်မှာသာမကတန်တမန်ရင်းနဲ့စီးပွားရေးလမ်းကြောင်းတွေပါဖြစ်ပွားလာမှာပါ။အာဖဂန်နစ္စတန်ဟာကမ္ဘာလုံးဆိုင်ရာအကျိုးစီးပွားတွေထိတိုက်တွေ့ဆုံရမှာကိုယ်တည်းစစ်ပွဲပရောက်စီဝါကစားကွင်းအသစ်တစ်ခုဖြစ်လာမယ်အနေရရှိနေပါတယ်ဒီထိန်းချုပ်မှုတွေရဲ့နောက်ကွယ်မှာတော့ဒေတာတဲ့အချက်တစ်ချက်ရှိနေပါတယ် အာဖဂန်နစ္စတန်ကိုထိန်းချုပ်ဖို့ကြိုးစားသူတိုင်းဟာအတူတူပဲဖြစ်တဲ့ကြံတမ်းပြီးမထင်မှတ်ထားတာနဲ့ပြည့်နှံ့နေတဲ့ဘယ်နိုင်ငံသားအင်အားကိုမှဥမညွတ်ပဲစစ်မြေပြင်တစ်ခုကိုရင်ဆိုင်ရမှာပါအာဖဂန်နစ္စတန်ဟာတမိုင်းရဲ့လမ်းစုံလမ်းကွာမှာနောက်တစ်ကြိမ်ထပ်မံရပ်တည်နေပါပြီအင်အားကြီးနိုင်ငံတွေအတွက်နောက်ထပ်ခြေကုပ်စခန်းတစ်ခုဖြစ်လာမလားဒါမှမဟုတ်လာရောက်ကြည့်ကြော်တဲ့အင်ပါယာတိုင်းကိုမျိုးချဖျက်ဆီးပြမဲ့မြေနေရာတစ်ခုဖြစ်ဆက်လက်တည်ရှိနေမလားဆိုတာကိုတော့ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ကြောင်းတင်ပြရင်းဤကုန်းချုပ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ